အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းတဲ့တင်ဆက်ချင်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကုတင်ဆက်ပေးမယ်ရုပ်တံမီတို့ဖန်လေးရတော့ရေခဲကြောင်းတယ်လေးကိုအများပြည်သူသိတော့ပထမဦးဆုံးရိုက်ပြီးတင်လိုက်တဲ့အမျိုးသားတူရဲ့ရုပ်တံမီတို့ဖန်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဘက်မှာမျိုးသားကအဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တင်ထဏမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကျွန်တော်ရေခဲကြောင်းတဲလေးနဲ့ဒါရောက်တွေ့တာဖြစ်ပါလေရေခဲကြောင်းတဲလေးဆိုတာလည်းကျွန်တော်ကျွန်တော်အကောက်ရင်တော့တင်ပေးလိုက်တာပေါ့နော်သူကျွန်တော်တို့ပရမအချိန်လာတဲ့ဒီချိန်မှာကျွန်တော်တို့မမဘတ်နဲ့အဲလူဖို့တာကြီးပြန်လာတဲ့ချိန်မှာရေခဲကြောင်းညောင်းလေးတွေကတော့ကျွန်တော်လာပေးတယ်လာပြီးတော့ကျွန်တော်ရောက်တဲ့ ठी ပြီးတော့ကျွန်တော်ဘီယူလို့ပြောလိုက်တယ်သူအဲ့မှာကျွန်တော်ညီမလေးကိုသူကရေခဲကြောင်းလေးသွားကြွေးတယ်ဒီလိုကလေးလေးကမမဘတ်နဲ့ပြန်လာပြီးတော့အချိန်မှာရေခဲကြောင်းလေးစားရတော့ရေအေးသွားတယ်ပတ်သက်လည်းပြေးကြမလို့အလကားလာပြေးတယ်ဆိုတော့အဲ့ကျွန်တော်အကြမ်းတတိထားပြီးတော့တက်ကြည့်တယ်ဟိုဒီကောင်လေးစိတ်ကြေးနေသေးတော့ကောင်းတာပဲဆိုပြီးတော့ ုံပြူကျင်တဲ့အားဖြင့်ကျွန်တော်ဗီဒီယိုလေးရိုက်ရတယ်ပေါ့နော်။ရိုက်ပြီးတော့ကျွန်တော်သူ့လူကလေးတသိန်းလှူပေးရတယ်။အဲ့လူတဲ့ဗီဒီယိုလေးကိုကျွန်တော်ကျွန်တော်ကောက်ရတယ်တင်ပေးတဲ့အချိန်မှာအဲပေါက်သွားတယ်ပေါ့နော်။ကျွန်တော်ကောက်ရတယ်မီလီယံချီသွားတယ်။ပြီးတော့သူ့ကိုလည်းလူသိမြောက်သွားတယ်။ဗီဒီယိုတွေမီဒီယာတွေအကုန်လုံးအဲ့နော်။ဒီကျွန်တော်ဗီဒီယိုပဲစေ့ပြီးတင်နေချိန်မှာသူ့ကလူသိသွားတော့သူ့အတွက်ဘာတွေဖြစ်လာလဲဆိုတော့အလူငွေတွေအများကြီးရလာတယ်။သူ့ကိုဝိုင်းပြီးတော့ဂရုဏာထားတယ်ထိတာထားတာရှိတယ်။အဲ့ဒီမှာဘာတွေဖြစ်လာလဲ။ဒါကဘုရားကောင်းလိုက်ပါလေသူကလေ။ အလိုလိုလိုက်ကြပါလို့ sorry အဲ့တော့အဲ့တော့ तू तू ကိုလူတိသွားတယ်လူတိပဲ तू ဝိုင်းလူကြိုက်လူကြိုက်အဲ့ဒီမှာဗားနေတယ်ဆိုတော့အမျက်ထုတ်တဲ့လူတွေပေါ်လာတယ်သူ့ရဲ့ကိုကိုရှိုင်းဆိုပြီးတော့ TikTok account တွေကိုရှိုင်း Facebook account တွေ तू တော့မသိသေးတဲ့အခြေအနေမှာ तू ဝိုင်းပြီးတော့ तू account တွေပေါ်လာပြီးတော့ तू တို့အဲ့ account တွေအရင်တော့လူခံသွားတဲ့လူတွေအများကြီးပေါ်လာတယ်လူရုပ်ပါနေတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ तू ကိုအဲ तू तू ဟန်ဆောင်ပြီးတော့ပေါ့နော် तू ဖုန်းနံပါတ်တွေနဲ့ Viber တွေမှာကျွန်တော်တို့ Viber တွေမှာလာပို့တယ်အဲ तू ကကိုရှိုင်းဖြစ်ပါတယ်အမှန်တော့ကျွန်တော်က तू ဘယ်လိုမှမသိဘူး तू ရဲ့စိတ်ဓာတ်တွေလေးသားဂုံယူ ဂုံယူတော့အဲ့ဒီဂုံပြုတ်ပေးနေတာပေါ့နော်အဲ့ဒီဂုံပြုတ်ပေးနေတဲ့ပို့လေးတစ်ခုကကိုယ့်ရဲ့စေတနာကြောင့်နဲ့ပါတယ်ပေါ့နော်သူ့ကိုလူသိပါပြီသူ့အတွက်အဲအခုဆိုရင်အဲသူ့အတွက်ပေါ့နော်ဒီသူ့ကတော့ supportive ပေးမဲ့လူတွေအများကြီးဖြစ်လာတာကိုတွေ့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့သူ့ကိုတွေ့မဲ့အချိန်မှာသူ့ဘာပြောချင်တာလဲဆိုတော့ pride တစ်ခုကိုကျွန်တော်တွေ့အချိန်မှာသူ့ကိုကျွန်တော်တို့လုပ်နေတဲ့ pride နိုင်ငံလေးစနစ်ကိတ္တလေးလုပ်တဲ့အောင်ကျွန်တော်သူနဲ့အဲ့လိုဆွေးနွေးမှုတွေလုပ်မယ်ပြီးတော့ဒီကနေ့သူ့ကိုကျွန်တော်ဂုံပြုတ်သွားအဖြစ်ကျွန်တော်ပြရရင်လာရောက်သူကနေတဲ့ cycle တစည်းရယ် အဲအလုံးငွေ100သိန်းကျော်ရေဦးကျွန်တော်ဒီနေ့သူ့ကိုလူထဲမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့သူနဲ့သူကျွန်တော်နဲ့သူကျွန်တော်စောင့်မဲ့စကိုင်းတော်ရုံမှာရှိတယ်အဲ့ဒီတဘာကြောင်းလေးစောင့်မဲ့နေရာလေးမှာသူ့သူ့ကိုလည်းပူပေါင်းပြီးတော့ပါဝင်ဖို့ကျွန်တော်ဖိတ်ခေါ်ထားတယ်ပြီးတော့ private လမ်းကြောင်းတစ်ခုကိုလည်းသူ့ကိုကျွန်တော်အဲဆွဲပြီးတော့ခေါ်ပါမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့သူ့ရဲ့ဘဝရည်တည်ဖို့အတွက်လည်းစီးပွားရေးတွေလုပ်ဖို့အတွက်လည်းပြောမယ်အားတဲ့အချိန်မှာအဲ့လို private လေးလုပ်ဖို့လည်းကျွန်တော်ဟိုကိုယ့်ရဲ့ကိုကိုယ့်ရဲ့ experience နဲ့ကိုတိရလေးတိုင်ပြီးတော့ sharing လုပ်ပြီးမှာဖြစ်ပါတယ်ခင်ဗျာ ဆိုရင်တော့ဟိုသူသူ့ရဲ့အမတ်တော်မှရိုးသားပြီးမွန်မြတ်တဲ့စိတ်ဓာတ်လေးကိုကျွန်တော်တို့လေးစားတာပေါ့အဲ့တော့ဒိုင်းဟိုမှာသူ့ brain နိုင်တွေ့တယ်အာမင်းတို့ကဒီရေခဲကြောင်းလူတာလူတိုင်းလူတိုင်းနေပေါ့ကွာတအားလိုက်ပြီးတော့ဟိုအကြီးစောက်ကြီးစောက်ကြီးရှောက်လုံးနေတယ်ဆိုတော့ဒီလို brain နဲ့လူတွေလည်းရှိတွေ့ရတာပေါ့နော်ဆိုရင်တော့ဟိုသူ့ကိုသူ့ရဲ့စိတ်ဓာတ်လေးဟိုကျွန်တော်တို့ကလေးစားလို့ဒါလေးကိုကွန်ပျူတာအဲ့သူ့အဲ့ဒါလေးကိုသူ့ဝိုင်းပြီးတော့ brain နေတယ် brain နဲ့ဆိုတော့ဆိုလို့ကျွန်တော်တို့အချို့မီဒီယာတွေရရှိတယ်လေအဲဟိုဥပမာဟို ကျွန်တော်တို့ဟိုအမောင်လေးရောက်တယ်အပွားလေးလို့ဂျန်ဒေါ်လို့သိတယ်ဗျာဒါလိုဒါလိုတွေကိုဗီဒီယိုထဲဆွဲပေးပြီးတော့ပြီးတော့အဲ့အခလေးတကူဘယ်ရောက်လို့ရောက်သွားလဲမသိတော့ဘူးတော်ဒီအခုဒီနေရာလေးကဒီကောင်လေးကလည်းအခုလို့သူ့ရဲ့နာမည်လေးကိုကိုရှိုင်းသူ့နာမည်လေးဒီရေကဲကြောင်းလေးပေါ့နော်သူ့ကိုတိသွားတဲ့အချိန်မှာအဲသူ့ကိုဘယ်လိုဘယ်လိုခေါင်းလဲဆိုတော့သူ့ကိုအခြေကုပ်ယူပြီးတော့နာမည်ယူရမယ့်လူတွေအများကြီးရှိတယ်ပေါ့ဒါလေးတွေကျွန်တော်မဖြစ်သင့်ချင်ဘူးသူ့အဲ့ဒါလေးကျွန်တော် discussion လေးလုပ်မယ်သူနဲ့ဒါလေးတွေပေါ့ဒီနေ့မှာနော်ဒါပြီးတော့သူအခုနာမည်ရနေတဲ့အချိန်မှာသူ့ကိုခုထုတ်လုပ်ပြီးတော့အာဟိုတက်ချင်တဲ့လူတွေအများကြီးပေါ့နော် အသူကအရင်ရိုးသားတယ်အဲရိုးသားတဲ့ပုံမူတည်ပြီးတော့သူ့ကိုချက်နေမှမယ့်လူတွေကျွန်တော်မြင်နေရတယ်ပေါ့နော်ဒါလေးတွေလည်းဖြစ်တဲ့မဖြစ်တဲ့အောင်ကျွန်တော်သူ့ကိုကျွန်တော်လည်းသူလည်းဒီနေ့ညနေလေးမှာဆွေးနွေးမယ်ပေါ့နော်သူ့ကိုနောက်ပြီးတော့ကျွန်တော်လမ်းကြောင်းတစ်ခုကိုရောက်တဲ့အထိကိုကျွန်တော်တို့ discussion လေးလုပ်အောင်ပေါ့နော်နောက်ပြီးတော့သူကအခုချိန်မှာအဲနာမည်လူတည်သွားတဲ့ဆိုရင်တော့ဒီတဘာဝဘေးဖြစ်တဲ့အချိန်လေးမှာလူများတွေကကုနေကြတယ်သူလည်းသူတို့ကိုယ်လည်းငလင်တောင်ခံရရတယ်ဒါပေမဲ့သူက ဟို daily သူရောင်းရတဲ့ရေခဲကြောင်လေးကိုလူများတွေ brighter လုပ်နေချိန်မှာ तू ဘာမှမလုပ်နိုင်ဘူးတဲ့အဲ့တော့ तू လုပ်နေတာဒီ तू လုပ်နေတဲ့ तू ဝင်ခွေရတဲ့အဲအဲသူ့ရဲ့ဝမ်းစာတွေ training စာတွေကရတဲ့ရေခဲကြောင်လေးတွေ तू လိုက်လုပ်နေတယ်အဲ့ဒါကိုကျွန်တော်လုံးဝဖြည့်ဖြည့်သွားပြီးတော့သူ့ကိုကျွန်တော်ကတော့ဒီ video လေးနဲ့ဂုံပြုပေးလိုက်တာပေါ့နော်ဖြစ်ချင်တော့ကျွန်တော် video ကျွန်တော်တဲတဲ့အကောက်လေးကလည်းဒီရေပေးတော့လည်းလိုက်ပိုင်းတွေ့တဲ့အချိန်မှာဟိုတော်တော်များများလူတိသွားတော့အဲ့ဒီတဲ့ဒီအကောက်လေးကတော့တင်နေတဲ့အချိန်မှာတခြားတခြားသော media တွေ media လေးတော့စိတ်ပြီးစိတ်ပြီးအဲ့လို ဘာလို့တင်ကြတာဗောနော်ဒီတင်းတဲ့တော့အကောင်းရတယ်တင်းတဲ့ချိန်မှာအဲ့ဒီမှာသူ့ကိုပုံပြလူတိသွားတာဗောနော်အခုဆိုရင်သူ့ကိုနိုင်ငံသားရေတော့ကျွန်တော်စီကိုဆက်တယ်ကျွန်တော်ကျွန်တော်စီကိုဆက်တဲ့ချိန်မှာကျွန်တော်သူ့ဖုန်းနံပါတ်ကိုကျွန်တော်ဓာတ်ရိုက်ပေးလိုက်တယ်သူ့ဖုန်းနံပါတ်ဓာတ်ရိုက်ပေးပြီးတော့သူ့ကိုဓာတ်ရိုက်ဆက်တွေ့ပါအဲ့ဒီဖုန်းနံပါတ်တော့သူ့ဖုန်းနံပါတ်အစ်စ်ပါကျွန်တော်ကိုယ်တိုင်သူ့နဲ့ဆက်တွေ့တာအဲ့လိုပဲကျွန်တော်လုပ်ပေးလိုက်တယ်ဟောဒီကနေ့ကျွန်တော်လာမယ်ဆိုတော့ information တွေသိလို့ဝိုင်းပြီးတော့ဟိုသူ့ကိုလူပြောဆိုပြီးတော့ပြောပြီးလူကိုင်းတဲ့လူတွေလည်းရှိတယ်ဗောနော်ဟိုတချို့ကျွန်တော်ဓာတ်ရိုက်ဆက်တွေ့ကျွန်တော်ဓာတ်ရိုက်ဟိုဆက်တွေ့ပေးနေပေးလိုက်ပါတယ်ခင်ဗျာ ကြည့်ရေးခဲ့ပြန်လေးပါနော်နောက်ကမနေ့ကျတော့ကျင်းညာလို့ပြောတယ်နော်ညာကိုညာဟုတ်ဟုတ်โอเคပါအဘိဗကမှာချောက်လို့မရဘူး။ရလေစီ။ဒီဘကမှာအဲသူကျွန်တော်တို့ကျွန်တော်တို့ဒီနေ့ခုဆိုရင်ကျွန်တော်တို့ကမိုင်းနေတော့ကြော်ရည်။မိုင်းနေဦးတော့ရောက်။တရားဒီကြော်ရည်။အင်း။တရားဒီမိုင်းတရားဒီကြော်လာပါခင်ဗျာ။တရားဒီကြော်လာပြီဆိုတော့ကျွန်တော်တို့စကိုင်းကိုဒီနေ့ရောက်ရောက်သွားမယ်။တော်ပြီညနေပိုင်းသူနဲ့အဲစကိုင်းလေးပြောမယ်။ပြောပြီးရင်မနေ့ပိုင်းမှာစကိုင်းတောက်ရုံမှာ အဲကျွန်တော်အင်ဆော့ဘုတ်ကိတာလေးလုပ်မယ်စခိုင်းတော်ကျော်ကတက်ကြီးဖွားလေးကိုတာယောသူတက်မှာဖြစ်ပါလိမ့်မယ်နော်ကျော်ကျော်ကျော်ရတယ်ကိုရတယ်ကျော်ရတယ်ခေါင်းလေးပဲပြလိုက်လေအေးကျော်ရတယ်ဟောဘိုက်ကျော်လေးအဲ့တော့ကျွန်တော်ခုဒီကလေးလေးကိုကျွန်တော်ဒီညနေမှာကျွန်တော်နဲ့ဟိုဘောကျွန်တော် discussion လေးလုပ်မယ်ဆိုဆိုလို့ကျွန်တော်ဟိုကျွန်တော်ဟယ်လို သူ့ကိုကျွန်တော်လူလည်းမသိဘူးလူလည်းမသိပဲနဲ့သူ့ရဲ့ရိုးတောင်းမှုလေးကိုကျွန်တော်ကွန်ပျူတာမှာကြည့်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီသူ့ဗီဒီယိုလေးကိုတင်ပေးလိုက်တာအတင်ပေးတဲ့အချိန်မှာသူ့ကိုအားလုံးကဝိုင်းပြီးတော့ကွန်ပျူတာတက်ပြီးတော့ကျွန်တော်ကလည်းဝမ်းတာလေမာတီမီကလေးဗီဒီယိုလေးတစ်ခုပါပေါ့နော်မာတီမီကလေးဗီဒီယိုလေးတစ်ခုပါမာနိုင်မီပွိုင်းနဲ့ရတယ်ဘယ်ကျိုးလိုက်ဘယ်ကျိုးမရမှအများကြီးအချိုးပြွားပါလားဆိုတော့ကိုကိုလည်းပြန်ပြီးတော့ပီတိထရတာပေါ့နော်အဲ့တော့သူကသူကိုယ်တိုင်လည်းကျွန်တော်ဘယ်လိုမှမသိဘူးသူသူသူ့ကိုပေါ်ရတယ် သူ့ဒီလူတွေတိပါတယ်ဘာမှမလူကြတယ်အဲအဲ့ဒါကိုသူဘယ်ရဲ့တော့ဘယ်လိုလူပဲလဲသူမသိဘူးဒီအကောက်ရဲ့